မြမအမျိုးသမီးလက်ရွေးစင်ဘောလုံးကစားသမားတန်တန်ထွေဟာဒဏ်ရာပြဒနာတွေကြောင့်ကစားသမားဘဝကနေအနားယူမယ်လို့သိရပါဗျ။လက်ရွေးစင်ဘောလုံးကစားသမားတန်တန်ထွေကတော့ကစားသမားဘဝကအနားယူပြီးနီးပြဘဝကိုဝင်ရောက်လောက်ကင်မယ်လို့သိရပါဗျ။မျိုးဆက်သစ်ကစားသမားတွေကိုမွေးထုတ်ခြင်းနဲ့စိတ်ဆန္ဒအရာအခုလိုနီးပြဘဝကိုကူးပြောင်းနေတာဖြစ်ပြီးနိုင်ငံသားကနီးပြသင်တန်းတွေကိုလည်းတက်ရောက်ခဲ့ပြီးနီးပြလိုင်စင်စီလိုင်စင်ကိုရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ ထံရပြဿနာတွေကြောင့်အနားယူမဲ့အကြောင်းနဲ့လေရွေးစင်အမျိုးသမီးဘောလုံးအသင်းချင်းဆွဲနေကြာဆင်းရခြင်းအကြောင်းရင်းတွေကိုအခုလိုပြောခဲ့ပါဗျ။အခုနောက်ပိုင်းဟို6တော့ကလည်းနည်းနည်းလေးဟိုဒူးနာတော့ဟွာတာလည်းတခုပါတယ်ဗောနော်။အဲဒူးနာသွားတဲ့အခါကျမှဟိုကိုယ်စိတ်ကလည်းဟိုနည်းနည်းဟိုအသက်လည်းနည်းနည်းကြီးလာတယ်လို့ထင်လို့ပါ။အသက်က30ဗောနော်။အဲဒီတော့ကြောင့်မို့လဲဟိုဘယ်လိုပြောမလဲ။ခန္ဓာရေဟိုကစားရင်ဟိုသူများနဲ့လည်းခန္ဓာရေမရှိမှလည်းစိတ်ပူတယ်။အဲဒါကြောင့်ကို injury ကြောင့်မို့လဲနားလိုက်တာလည်းပါပါ။ ကစားသမားဘဝတော့ကလည်းဘောလုံးကိုတကယ်ယူသွက်ခဲ့တာပေါ့နော်ကစားခဲ့တော်တော်လေးဟိုစိတ်ဝင်စားခဲ့တယ်ပေါ့အခုဟိုဘာပဲပြောဒီအလုပ်ကိုကမကင်းနိုင်မကင်းနိုင်တော့ဝါဒနာပေါ့နော်အရင်လဲဟိုဒီအလုပ်နဲ့ကင်းခွာတဲ့ဟာမျိုးတွေအတိတ်ပြီးတော့မောမကြောက်ဘူးကိုအရင်နှစ်သက်တဲ့အာကစားနည်းတစ်ခုအတွက်ကြောင့်မို့ကိုမကစားနိုင်တော့အချိန်ကြာလို့ရှိရင်ပေါ့နော်အစတွေရတဲ့ပလန်ချရတာပေါ့ဟိုနီးရအောင်ပေါ့နော် လိုင်းကိုသွားမယ်လို့တည်းစိတ်ကူးထားတာပေါ့။အခုနောက်ပိုင်းကတော့ဘောလုံးကိုတော့တိတ်ပြီးတော့ဟိုလိုကိုကိုတိုင်းကစားဖို့ထွက်နောက်မျိုးဆက်တက်တွေကိုဘယ်လိုမွေးထုတ်မလဲ။ဘယ်လိုကောင်းအောင်သင်ပေးမလဲဆိုအဲ့စိတ်ကပို့ပြီးတော့ရခိုင်တော့တော်များပါ။အခုလက်ရှိမှာတော့တန်တန်ထွေဟာရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှာတပတ်ကို၃ရက်နီးပြအဖြစ်ဝင်ရောက်လုပ်ကင်နေရလို့သိရပါဗျ။